တကယ်လို့ကတော့မိတ်ဆွေတို့ကဒီမှာကျွန်တော်တို့ Gemini AI နဲ့ပြုလုပ်လိုက်တဲ့ဓာတ်ပုံကကိုယ့်ရဲ့ဓာတ်ပုံနဲ့မတူဘူးပေါ့နော်မတူဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Chrome browser တွေကိုကျွန်တော်တို့တစ်ချက်ဝင်မယ် Chrome browser တွေကိုတစ်ချက်ဝင်ပြီးပြီဆိုရင်ဒီနေရာလေးကိုတစ်ချက်နေမယ် AWAP AWAP swap အဲ swap AI ဆိုတဲ့စာတန်လေးပေါ့နော်အဲ့ဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်နေလိုက်မယ် ပြီးရင်တော့ဒီ Facebook online free ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်ထပ်ပြီးတော့နှိမ့်မယ်ပြီးရင်တော့ကျွန်တော်ဒီနေရာလေးကိုရလာပြီးဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့လိုချင်တဲ့ဓာတ်ပုံကိုထည့်ပေးရမယ်ဒီအောက်နာမှာတော့ကိုယ့်ရဲ့ဓာတ်ပုံပေါ့နော်ကိုယ့်ရဲ့ဓာတ်ပုံအစစ်ကိုဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ကိုယ်လိုချင်တဲ့စတိုင်ပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိမ့်မယ်နှိမ့်ပြီးရင်ဒီမှာစောစောကကျွန်တော်ပြုလုပ်လိုက်တဲ့ဓာတ်ပုံလေးပေါ့နော်အဲ့ဒီဓာတ်ပုံကိုတစ်ချက်နှိမ့်မယ် နှိပ်ပြီးရင်ကျွန်တော်ဒီဘောနာကတန်းအောင်နှိပ်မယ်ပြီးရင်ဒီမှာဒီတက်ပုံမှာကျွန်တော်တို့ရဲ့မျက်နှာမျက်နှာနဲ့တူအောင်ဗောနောကိုယ့်ရဲ့မျက်နှာအစစ်ဖြစ်အောင်လို့ကိုယ့်ရဲ့မျက်နှာနဲ့တူအောင်လို့ကျွန်တော်တို့ပြလို့မှဖြစ်တဲ့အတွက်ဒီနေရာမှာကိုယ့်ရဲ့တက်ပုံစစ်စစ်ကိုထည့်ပေးမယ်အဲဒါမှနော်ကိုယ့်ရဲ့တက်ပုံကိုထည့်ပေးမယ်ဒါကတော့စောစောက Gemini AI နဲ့ပေါ့နော်ကျွန်တော်ဒီပုံလုပ်တဲ့နေရာမှာမတူတဲ့သူတွေပြောပေါ့နော်ဒီနေရာမှာလာပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့ မျက်နှာနဲ့တူအောင်လို့ကျွန်တော်တို့ပြန်လည်ပြီးတော့ပြုလုပ်ပေးတာဖြစ်ပါတယ်။တူတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာလာလုံးဆရာမလို့ဘူးပေါ့နော်။တကယ်လို့စောစောက Gmini AI နဲ့ဓာတ်ပုံလုပ်တဲ့နေရာမှာကိုယ်ရဲ့မျက်နှာနဲ့မတူဘူးဆိုရင်တော့ဒီနေရာကိုလာပြီးတော့အခုကျွန်တော်ပြတဲ့အတိုင်းပြုလုပ်ရမှာဖြစ်ပါတယ်။ဒီနေရာမှာကိုယ်ရဲ့ဓာတ်ပုံကိုထည့်ပြီးပါပြီဆိုရင်တော့ပေါ်နာကိုနည်းနည်းဆွဲတင်မယ်။ပေါ်နာကိုနည်းနည်းဆွဲတင်ပြီးပြီဆိုရင်တော့ဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိမ့်မယ်။ဒီလိုလေးအဝိုင်းလေးလည်နေပြီဆိုရင်တော့ကျွန်တော်ခဏဆောက်ပြီးမယ်နော် ဖဲပြီးရင်တော့ဒီလိုပုံလေးပေါ်လာပြီဆိုရင်တော့ရပြီပေါ့နော်ပြီးရင်အနာကဒါလော့ကိုအချက်နှိမ့်မယ်အဲဒီလိုမျိုးလေးဖြစ်သွားပြီဆိုရင်တော့ရပြီပေါ့နော်ဒီပုံလေးကိုကျွန်တော်တို့ပုံမဲ့ကိုအဲစေ့တာပြီးပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Gmini AI နဲ့ဓာတ်ပုံပြည့်လုပ်တဲ့အခါမှာကိုယ့်ရဲ့ရုပ်နဲ့မတူဘူးကိုယ့်ရဲ့ရုပ်နဲ့မတူဘူးဆိုရင်တော့ကျွန်တော်ဒီနေရာအနေနဲ့တော့လာပြီးတော့ပြည့်လုပ်တဲ့နေတွေကိုမျှဝေပေးတာဖြစ်ပါတယ်